အဲတနင်္ဂနွေသားသမီးတွေအတွက်ကျွန်တော်ပထမဆုံးကြာလာတဲ့တဲတော့နမိတ်ကဆိုရင်တော့ရွှေကလပ်ခုနှလုံးဆိုတဲ့နမိတ်ပါဒီနမိတ်ကကျတော့အင်မတန်မှကောင်းသောနမိတ်ဖြစ်တယ်ဒါကြောင့်တနင်္ဂနွေသားသမီးတွေရဲ့အလုံးနဲ့ပတ်သက်ရင်ကံသာတာကောင်းတယ်ကိုယ့်ရဲ့မျောလင်းချက်တွေပြေသွားတာပေါ့နောက်ကိုယ်လိုရှိတဲ့အရာတွေဖြစ်မှုရှာတာကိုယ်ဖြစ်ကျင်တာတွေဖြစ်ခွင့်ရတာပိုင်ဆိုင်မှုတွေကျက်ဒီမင်္ဂလာတွေတိုးတက်လာမဲ့ကံကြမ္မာနမိတ်မျိုးဖြစ်ပါတယ် ဲ့တော့အလုံးလျှောက်ထားပြီးတော့အလုံးရဖို့အတွက်စောင်းဆိုင်နေတဲ့တနင်္ဂနွေသားသမီးတွေဆိုရင်လွယ်လွယ်ကူကူနဲ့အလုံးရတတ်တယ်။နောက်တစ်ခုကနိုင်ငံသွားဖို့ကြိုးစားနေတဲ့လူဆိုရင်နိုင်ငံသွားဖို့ကိစ္စတွေအဆင်ပြေတတ်တယ်။အလုံးမှာယာဒူတိုးခြင်းနေလာတာတိုးခြင်းနေနေရာကောင်းရာချင်းတွေအတွက်မျော်လင့်စောင်းစားပြီးတော့ကြိုးစားအထုတ်နေတဲ့တနင်္ဂနွေသားသမီးတွေဆိုရင်ရည်ရွယ်ချက်ရည်မှန်းချက်တွေပြည့်နိုင်ပါလား။ နောက်ငွေချင်းနဲ့ပတ်သက်ပြီးတော့လည်းအစဉ်ပြေချင်းတွေကန်ကောင်းချင်းတွေရနိုင်တဲ့အချိန်ကာလဖြစ်တယ်။နောက်ကိုပိုင်းစီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်နေတဲ့တနင်္ဂနွေသားသမီးတွေအတွက်ဆိုရင်အဖက်ဘက်ကနေပြီးတော့အစဉ်ပြေချင်းကန်ကောင်းချင်းစိတ်ချမ်းသာပျော်ရွှင်ရခြင်းတွေကြုံတယ်ပေါ့။အဲတော့ပြောရရင်တော့တနင်္ဂနွေသားသမီးတွေကအလုပ်ကန်ကောင်းတယ်။အလုပ်ဆိုတဲ့နေရာမှာကိုပိုင်းစီးပွားရေးလုပ်ငန်းတွေလည်းပါတယ်။နောက်တစ်ခုကဝန်ထမ်းအလုပ်တွေလည်းပါတယ်။အလုပ်နဲ့ပတ်သက်တဲ့ကန်သာတာတွေထူးထူးခြားခြားကောင်းမွန်တဲ့ကန်သာတာမျိုးရှိပါတယ်။ ံပါတ်1ကမိသားစု ဆွေမျိုးသားချင်းနေနဲ့ပတ်သက်ရင်သူကဟာမစ်ဆိုတာယသိပါဒါကြောင့်သူ့ရဲ့နမိတ်အရဆိုရင်မိသားစုတွေကိုကူညီပံ့ပိုးပေးနိုင်တဲ့လူတွေဖြစ်မှာနောက်ဆွေမျိုးသားချင်းတွေကိုကူညီပံ့ပိုးပေးနိုင်တဲ့လူတွေဖြစ်မယ်လမ်းပြပေးနိုင်တဲ့လူတွေဖြစ်မယ်မိသားစု ဆွေမျိုးသားချင်းတွေကိုအကြောင်းပြုပြီးတော့ပူပန်သောကကင်းခြင်းစိတ်ချမ်းသာရခြင်းတွေကြောင့်ဆွေမျိုးသားချင်းတွေနဲ့ဘူးတဲ့ပေါင်းဆက် စက်တူဆေးရလုပ်ငန်းတွေမှာထူးထူးခြားခြားအကျိုးပေးပြီးတော့ကံကောင်းပြီးတော့အောင်မြင်မှုရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။နောက်လူမှုရေးနဲ့ပတ်သက်တဲ့နိမိတ်မှာကြတော့ကျဲပွင့်နိမိတ်ပေါ့နော်။ကျဲပွင့်နိမိတ်ကလည်းအင်တာမကောင်းပါတယ်။အဲ့တော့လူမှုရေးနဲ့ပတ်သက်ရင်တိုက်ခိုက်ကင်းတယ်၊လူချင်းလူခင်များမယ်၊ပေါင်းသင်းဆက်ဆံရေးတွေအဆင်ပြေတာပေါ့။နောက်အဓိကတော့ငွေချင်းနဲ့ပတ်သက်တဲ့ကံတရားမှာကြတော့ပို့ပြီးတော့ကောင်းမှုရှိတာပေါ့။ငွေချင်းကံတရားတွေကောင်းမယ်။ ။ငွေကြေးနဲ့ပတ်သက်ရင်တော့ queen ဆိုတာခွက်ပြင်းမှာဆိုတဲ့နမိတ်ဆိုတော့တော်လေးကောင်းပါငွေကြေးကိုအကြောင်းပြုပြီးတော့စိတ်ချမ်းသာရခြင်းတို့စိတ်ပျော်ရွှင်ရခြင်းတို့ပျော်ရွှင်ချမ်းမြေ့ရခြင်းလူရာပြည့်စုံခြင်းတွေဖြစ်မယ်။အဲ့တော့ရရကြီးတဲ့ငွေတွေချောချောမောမောရပြီးတော့ပေးစရာရှိတဲ့ငွေတွေလည်းပဲချောချောမောမောပေးနိုင်တာပေါ့။နောက်ကျမ်းမာရေးကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ကျမ်းမာရေးနည်းနည်းခြူကြတတ်တယ်နည်းနည်းလေးညံ့တတ်တယ် ဒါရောမှအရင်စိုးစိုးရွားရွားအညာခိုက်တွေကြီးကြီးမားမားအညာခိုက်တွေတော့မရှိပါဘူး။နောက်ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေသင်တန်းကိစ္စစာဝတ်ဖြည့်သွင်းခြင်းနဲ့ပတ်သက်တဲ့ကံစားတာတွေမှကြတော့တော့ကိုကြိုးစားရင်ကြိုးစားသလောက်အောင်မြင်နိုင်တာပေါ့နော်။လူလင်တယောက်ကကျယ်ပွင့်တွေကိုထွန်းထူးနေတဲ့နမိတ်ဖြစ်ပါတယ်။အောင်မြင်မှုတွေကိုကိုယ်တိုင်ထွန်းထူးတာပါ။ဒါကြောင့်ပညာရေးကိစ္စတွေမှာသင်တန်းကိစ္စစာဝတ်ဖြည့်သွင်းခြင်းနဲ့ပတ်သက်တဲ့ကံစားတာတွေမှာသူတို့ကြကြအောင်မြင်မဲ့ကံစားတာမျိုးတွေရှိတယ်။ အခြေအနေနဲ့ပတ်သက်တဲ့နမိတ်လည်းတင်းငွေသားသမီးတွေအတွက်ကောင်းပါတယ်အဲ့တော့မဆိုးဘူးပေါ့နော်ဒါကြောင့်မလို့တင်းငွေသားသမီးတွေအတွက်အခြေအနေကန္တာကောင်းတဲ့ချစ်သူမရှိသေးတဲ့လူကချစ်သူရတတ်တယ်အိမ်အောင်မကြသေးတဲ့လူကအိမ်အောင်ကြတတ်တယ်နောက်ဆေးသက်ကြောင်းလန်းကိစ္စတို့မင်္ဂလာကိစ္စတွေထူးထူးခြားခြားအကျိုးပေးပြီးတော့ကံကောင်းပြီးတော့အောင်မြင်မှုရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်အဲ့တော့အားလုံးကိုခြုံငုံသုံးသပ်ရင်တင်းငွေသားသမီးတွေအတွက် အင်တန်မှကြံစားတာကောင်းတဲ့အချိန်ကာလမျိုးဖြစ်ပါတယ်နော်အဲ့တော့မိမိတို့စီးပွားရေးတွေအလုပ်ကိုင်းတွေအကျန်းစီတွေလုပ်ရင်ကောင်းမလားမကောင်းလားလုပ်တင်လားမလုပ်တင်လားအာတွေးရဖြစ်နေတဲ့ကိစ္စတွေချင်းလုပ်ကိုလုပ်တင်ပါတယ်နော်တွန်းတွန်းတိုက်တိုက်လေးကိုလုပ်တင်တယ်လို့အကြံဉာဏ်ပေးတင်ပါတယ်တော့တင်းငွေတွေသားသမီးတွေအတွက်ကျွန်တော်တို့အကျိုးပေးတယ်ကံကောင်းစေတဲ့အကြောင်းလေးတွေရှိပါတယ်အဲ့ဒါပါလဲဆိုအနီရောင်နဲ့အဝါရောင်နဲ့ကောင်းပါတယ် အဲ့တော့အကြောင်းတိတ်ကအကြောင်းကြီးငယ်ကိစ္စရှိတဲ့ကအနီရောင်လေးတွေအဝါရောင်လေးတွေဝတ်ပါနော်တင်းငယ်လေသားသမီးတွေအတွက်အချိုးပေးတယ်ဟိုကန်ကောင်းစေတဲ့ကနန်းနံပါတ်လေးတွေကနန်းလေးတွေရှိပါတယ်အဲ့ဒါဘာလဲဆိုတော့1 5ပေါ့တင်းကနန်းနဲ့5ကနန်းဟာအချိုးပေးပါတယ်နောက်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုအုံနှုတ်ခေါဆွဲကပ်ပါတဲ့နော်တင်းငယ်လေသားသမီးတွေမကောင်းတဲ့ ြန်လာတာလေးတွေအညံ့အခိုက်လေးတွေပြေပြောက်ပြီးတော့ကောင်းကျိုးလိုရာဆန္ဒတွေတွေရရှိစေမှာဖြစ်ပါလေကျွန်တော်ရဲ့မိစေတနင်္ဂနွေသားသမီးတွေကိုကျွန်တော်တို့ယူရောမင်္ဂလာချမ်းနေပြီးတော့ဒုက္ခကြေပွင့်ဆိုတဲ့တေရောနမိတ်ကိုရိုက်ကူးပြီးတော့တင်ပြလိုက်တာဖြစ်ပါလေတနင်္ဂနွေသားသမီးကျွန်တော်ရဲ့မိစေအပေါင်းလည်းပဲတကယ်လို့ကျွန်တော်ဒီမှာဗီလီမေးကျင်တာလေးတွေရှိမယ်ရရရာအကူကြီးရယူကျင်တာလေးတွေရှိတယ်ဆိုရင်လဲဒါဖိုက်ဘာနေပြီးတော့เนาะရင်းရင်းနီနီနဲ့ ဆက်သွယ်ပြီးတော့မေးမြန်းနိုင်ပါတယ်တကယ်လို့ကျွန်တော်တို့မော်ဘီကိုလုံခွင်မှတ်တိုင်မော်ဘီတိုးကိန်နာမှာပေါ့နော်ကိုလုံခွင်မှတ်တိုင်ပိနေကုန်းဆိုတဲ့ခြေရွာအဲ့ရွာမှာကျွန်တော်ရဲ့ယူရောမင်္ဂလာအချံတည်ရှိပါတယ်အဲ့ဒီယူရောမင်္ဂလာအချံကိုကိုတိုင်ကိုကြလာပြီးတော့ရလျာကိစ္စတွေဆောင်ရွက်ခြင်းနဲ့ဆိုရင်လေကျွန်တော်တို့ယူရောမင်္ဂလာချမ်းမှာမြည်သူမဆိုအခမဲ့ရလျာလာပြီးတော့ခြေနိုင်ပါတယ်နော်။နောက် online နေပြီးမေးခြင်းနဲ့ဆိုရင်လည်းမေးလို့ရတယ်။ တချို့ကိုယ်တိုင်ဗေဒင်တက်လောကီပညာတတ်တွေကိုသင်ယူခြင်းနဲ့တက်မြောက်ခြင်းနဲ့ဆိုရင်လည်းပဲလာတင်လာတိုင်းဖွင့်တယ်တရက်နေ့သင်တန်းနေလဲလာပြီးတော့အခြေခံအဆင့်စပြီးတော့သင်တန်းနေစပြီးတော့တက်နိုင်ပြီဆိုတဲ့အကြောင်းအားလုံးကိုသတင်းကောင်းပါပါတယ်အဲ့တော့ကျွန်တော်တို့မိတ်ဆွေအားလုံးကိုယ်ကျန်းမာခြင်းစိတ်ချမ်းသာခြင်းနဲ့လည်းပြည့်စုံပါစေလူရဆန္ဒတွေလည်းပြည့်စုံပါစေเนาะအားလုံး ကြံနိုင်အောင်ဆောင်နိုင်ပြကြပါစေလို့ဆုတောင်းမေတ္တာများအားလုံးကိုလှိုက်လိုက်လဲလဲပို့သလိုက်ပါတယ်။တော့ဒိဋ္ဌနာသာသမိတွေအတွက်ပထမဆုံးနမိတ်ပေါ့နော်နမိတ်ရာဆိုရင်သူကစေယထာနမိတ်ကြတာပေါ့စေယထာနမိတ်ရာဆိုရင်သူကစစ်အတိုက်ခံတွေအတိုက်ခံတွေတွေနည်းနည်းဖြစ်တတ်တာပေါ့။နောက်ယံလေးတွေဖြစ်တတ်တယ်အနှောက်အယှက်လေးတွေဖြစ်တတ်တယ်။ဒီကရမှာတင်းတင်းလာသာသမိတွေကယံလေးတွေသတိထားရမယ်။ အတိုက်ခံလေးတွေသတိထားရမယ်အနောက်ချက်လေးတွေသတိထားရတတ်ပါတယ်အဲ့တော့အလုပ်ထဲမှာဆိုရင်လည်းလုံးပေါကိုင်းပဲနဲ့အစင်မပြေဖြစ်တတ်တယ်အထက်လူကြီးနဲ့ကိုယ်နဲ့အတိုက်ခံလေးတွေဖြစ်တတ်တယ်မိသားစုအိမ်တွေတွေမှာဆိုရင်လည်းတယောက်နဲ့တယောက်ဖြစ်ရာတလန်တန်တလန်ဖြစ်နေတာမျိုးတွေဖြစ်တတ်တယ်ကိုယ်ပိုင်စည်းဝေးလုပ်ငန်းလုပ်ကင်နေတဲ့တနင်္ဂနွေသားသမီးတွေဆိုရင်အလုပ်ထဲမှာဥနေပဲထောင်းတို့အဲ့လိုမျိုးလေးတွေကြုံရတတ်တယ် နော်ဒီကလာမှာကျွန်တော်လှုပ်ရင်ကောင်းမလားမကောင်းလားလှုပ်တင်လားမလှုပ်တင်လားဆိုရင်နည်းနည်းအခက်အခဲလေးတွေဖြစ်တတ်တယ်အဆင်မပြေမှုလေးတွေကြာဖြစ်တတ်တယ်ဒါကြောင့်စိတ်မောလူမောအဲ့လိုမျိုးလေးတွေကြုံရတတ်တယ်ဒါအဓိကတော့ရန်ရည်တိုက်ခံနောက်ချက်ကလေးတွေအနေချင်းသတိထားတဲ့အချိန်ကာလမျိုးဖြစ်ပါတယ်နံပါတ်၄ကဆွေမျိုးသားချင်းတွေပတ်သက်တဲ့ကံကြမ္မာနှိမ့်မှာဆိုရင်တော့ကျယ်ပွင့်၄ပွင့်ဆိုတဲ့နှမိတ်ကြတယ်ကျယ်ပွင့်၄ပွင့်နှမိတ်ဆိုတာကတော့ပိုင်းတိုင်းမှုတွေ ကျက်ဒီမင်္ဂလာတွေတိုးတက်လာတာပေါ့။နောက်ပစ္စုပန်အတိတ်အနာဂတ်ကာလသုံးပါးမှာကံကောင်းတဲ့ကံကြမ္မာနမိတ်ပေါ့။ဒါကြောင့်မလို့တင်းလာသားသမီးတွေရဲ့ဆွေမျိုးသားချင်းတွေနဲ့ဆက်ဆံရေးနဲ့ပတ်သက်တဲ့ကံသာတာတွေဆိုရင်တော်တော်လေးကောင်းပါလား။မိသားစုကံနာတွေဆွေမျိုးသားချင်းကံနာတွေမှာစိတ်ချမ်းသာပြီးတော့ပျော်ရွှင်ရမယ်။နံပါတ်3ကတော့လူမှုရေးပါနော်လူမှုရေးနဲ့ပတ်သက်တဲ့ကံတာတာမှာကြတော့ရှင်ပြန်ထမြောက်တယ်ရှင်ပြန်ထမြောက်ရဲ့အဓိပ္ပာယ်ကကြတော့ကွဲကွာနေတဲ့ သူတွေနဲ့ပြန်လဲပြီးတော့စုံစည်းရတာပေါ့အဲ့တော့နေရသားသမီးတွေရဲ့လူမှုရေးကဏ္ဍတွေမှာကွဲကွာနေတဲ့မိတ်ဆွေတွေအပေါင်းအသင်းတွေတငယ်ချင်းတွေနဲ့ပြန်လဲပြီးတော့စုံစည်းရတတ်တယ်နောက်တစ်ခုကလူမျိုးသားဘာသာကြားတွေအကျိုးပေးတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်အဲ့တော့အဖက်ဖက်ကနေအစဉ်ပြေခြင်းကံကောင်းခြင်းစိတ်ချမ်းသာပျော်ရွှင်ခြင်းတွေကြုံရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ် ။နောက်ငွေချင်းနဲ့ပတ်သက်တဲ့ကန္တရာမှာကြတော့ဓာနမိတ်ကြတာပေါ့နော်။ဓာနမိတ်ရဆိုရင်တော့နည်းနည်းအခက်အခဲလေးတွေဖြစ်တော့ပေါ့။ငွေချင်းနဲ့ပတ်သက်ပြီးတော့စိတ်ချမ်းသာတတ်တဲ့အဖက်ဖက်ကနေပြီးတော့နည်းနည်းလေးစိတ်ညစ်ရတတ်ပါရစရာကြီးတဲ့ငွေတွေချောချောမောမောမရတာမျိုးလေးတွေကျုံရတတ်တယ်။ပေးစရာကြီးတဲ့ငွေတွေလည်းပဲကိုယ်အနေနဲ့ပူပန်သောကာလေးတွေကျုံရတတ်တာပေါ့။နောက်ပတ်စံကိစ္စနဲ့ပတ်သက်ရင်ဝင်ငွေထက်ထွက်ငွေဟာပိုပြီးတော့များနေတတ်တာပေါ့။ ။ဒါငွေချင်းနဲ့ပတ်သက်ရင်တော့တင်းလာသားသမီးတွေကဒီကလာနေမှာစိတ်မောလူမောဆိုတဲ့အချိန်ကာလမျိုး ဖြစ်တတ်ပါလေ။တော့ကျမ်းမာရေးပေါ့။ကျမ်းမာရေးကတော့အဓိကတော့မျက်စိနဲ့ပတ်သက်ပါလေ။အဲ့တော့မျက်စိကျမ်းမာရေးလေးတွေတော့ဂရုစိုက်တဲ့မျက်စိဝေဒနာလေးတွေတော့ဂရုစိုက်တဲ့အချိန်ကာလမျိုးဖြစ်ပါလေ။အာလို့မလိုဘဲနဲ့မျက်စိစေကံပြသတာမျိုးတွေဖြစ်တတ်တယ်မျက်စိကိုထိခိုက်တံရရတာမျိုးတွေတည်းလည်းကြုံရတတ်ပါတယ် ။နောက်ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေ၊သင်တန်းကိစ္စတွေမှာဆိုရင်တော့ဒီပညာရေးကိုကိုယ်ကကြိုးစားအားထုတ်နေပါရင်လည်းလမ်းပြောက်သလိုဖြစ်နေတာမျိုးတွေဖြစ်တတ်တယ်။ကိုယ်လျှောက်လှမ်းနေတဲ့ပညာရေးတွေဟာမှားမြန်းမှားနေသလား။ဟုတ်ကောဟုတ်ဝဲလားဒီတိုင်းရောဆက်လို့ရင်အဲ့လိုမျိုးပေါ့စိတ်ထဲမှာလမ်းပြောက်သွားသလိုခံစားရတဲ့ဇဝေဇဝါဖြစ်တတ်တယ်။နောက်အသက်ကြီးတဲ့တင်းနာသားသမီးတွေဆိုရင်ဘာသာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေ အတိတ်အံကိစ္စတွေမှာ မမျော်လင့်မဲ့နဲ့အာရော့သွားတာမျိုးလေးတွေသတိထားသင့်ပါတယ်။နောက်တင်းနလာသားသမီးတွေရဲ့အခြေအနေနဲ့ပတ်သက်တဲ့ကံသာတာကြတော့ကံသာတာကောင်းပါတယ်။အဲ့တော့ဖက်ဖက်ကနေအစဉ်ပြေခြင်းတွေကံကောင်းခြင်းတွေစိတ်ချမ်းသာရခြင်းတွေကြုံမယ်။စိတ်တိုင်းကြကောင်းမဲ့အခြေအနေမျိုးဖြစ်တဲ့စိတ်တိုင်းကြအောင်မြင်မဲ့အိမ်တော်ရေးမျိုးဖြစ်ပါတယ်။အဲ့တော့အခြေအနေနဲ့ပတ်သက်ရင်ကံသာတာတော်တော်လေးကောင်းတယ်လို့ပြောရမှာဖြစ်ပါတယ်။ မဆိုးပါဘူးအလုံးချုပ်ကုန်သုံးသန်းရင်တော့တင်းရသားသမီးတွေအတွက်နည်းနည်းပပလေးရံနေတိုက်ခံလေးတွေနောက်ချက်လေးတော့ကြုံတတ်တယ်ဒါပေမဲ့ကိုယ်ဇွဲလုံးလဝရိယတတိတရားတွေနဲ့ကြိုးစားထုတ်မှဆိုရင်ဧကံမုတ်ကြအောင်မြင်မှုရရှိနိုင်တဲ့ကံတာတာမျိုးပါပဲအရင်စူးစူးရရတော့မဟုတ်ပါဘူးเนาะတင်းရသားသမီးတွေအတွက်အကျိုးပေးတယ်ကံကောင်းတဲ့အရာကတော့အနဲ့ရောင်နဲ့အစိမ်းရောင်နဲ့ကောင်းပါတယ် အဲ့တော့အကြောင်းအင်းငယ်ကိစ္စရှိတဲ့အခါအနဲ့ရောင်လေးတွေဝတ်ပါဆင်းရောင်လေးတွေဝတ်ပါနော်။နောက်သူတို့တန်းတော်သားသမီးတွေတွေ lucky ကောင်းစီတဲ့ကံကောင်းစီတဲ့ဌာနပေါ့နော်။အဲ့ဒါကတော့ခွန်နဲ့လေးနဲ့ဖြစ်ပါလား။တော်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုထမ်းလျက်ကဲဆက်တခဲကတ်လူပူဇော်ပြီးတော့ဆုတောင်းပါ။ဒါတန်းတော်သားသမီးတွေရဲ့အညံ့ခိုက်တွေကြုံတွေ့ရတာလေးတွေပြပြောက်ပါလိမ့်မယ်နော်။ ဒါတော့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုကျွန်တော်တို့ယူတော်မင်္ဂလာချမ်းနေပြီးတော့ဗတ်စဉ်တောက်ကြနေညနေ6:00နာရီမှာ ပုံမှန်ရိုက်ကူးပြီးတော့တင်ပေးနေကြဖြစ်တဲ့ဒုက္ခကျေပွင့်တေတော်နမိတ်ဖြစ်ပါတယ်။အဲတော့ကျွန်တော်တို့ယူတော်မင်္ဂလာချမ်းကိုအားလုံးလွတ်လွတ်လပ်လပ်မြည်သူမှုသူလာရောက်နိုင်ပါတယ်နော်။ကျွန်တော်တို့ယူတော်မင်္ဂလာချမ်းကခုနှစ်ရသားသမီးအပေါင်းကိုမေတ္တာတက်တက်စေတနာတက်တက်နဲ့အခမဲ့ရရရာခြေပေးနေတဲ့ရရရာမြည်ပဲဖြစ်ပါတယ်။ ကိုယ်တိုင်ဗေဒင်သင်ခြင်းနဲ့လောကီပညာတွေကိုသင်ခြင်းနဲ့ဆိုရင်လည်းပဲလာစဉ်လာတိုင်းတရက်နေ့ရနေပြီးတော့10ရက်နေ့အထိရှေ့ရတာအခြေခံအဆင့်ဗေဒင်လက္ခဏာသင်တန်းတွေကိုလည်းမြည်သူမဆိုလာပြီးတော့တက်နိုင်ပါတယ်။အာလောလောဆယ်ကတော့ Viber နေပြီးတော့ဆက်တက်ပြီးတော့ဇယင်းသွင်းနိုင်တာပေါ့နော်။အကြောင်းမျိုးမျိုးနဲ့ကျွန်တော်တို့ယူရောမင်္ဂလာချမ်းမလာရောက်နိုင်တဲ့သူတွေကတော့ကျွန်တော် Viber နေပြီးတော့ဆက်တက်ပြီးတော့ ဟောသရန်တွေမာယူနိုင်ပါတယ်အဆောင်ရည်ရပစ္စည်းတွေအကူအညီတောင်းခံနိုင်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေတင်းနာသားသမီးအပေါင်းလည်းကိုကျမ်းမာ၍စိတ်ချမ်းသာကြပါစေပေါ့နော်နောက်တစ်ခါကျွန်တော်တို့ယူရောမင်္ဂလာချမ်းရဲ့လိပ်စာတော့ဒီမော်ဘီတိုးဂိတ်ပေါ့မော်ဘီတိုးဂိတ်ဆိုတော့ကျွန်တော်ရန်ကုန်ဘက်ကလာတဲ့အခါမော်ဘီတိုးဂိတ်အဲဒီမော်ဘီတိုးဂိတ်တိုးဂိတ်ကိုရောက်တဲ့အခါကျတော့ကျွန်တော်ကိုလွန်ခွင့်မှတ်တိုင်ရှိပါအဲကိုလွန်ခွင့်မှတ်တိုင်ပိနေကုန်းကြီးရွာမှာ ကျွန်တော်တို့ယူတော်မင်္ဂလာချမ်းတည်ရှိပါတယ်ကျွန်တော်ရမေသေးတဲ့သာသမီပေါင်းကိုကျမ်းမစိတ်ချမ်းသာလိုရာဆန္ဒပြပါစေလို့ဆုတောင်းမေတ္တာများလိုက်လိုက်လဲလဲပို့သလိုက်ပါတယ်အဲ့တော့အင်္ဂါသာသမီတွေအတွက်ကျွန်တော်စပြီးတော့နမိတ်ဖတ်ပါမယ်နော်နံပါတ်၄ကတော့အင်္ဂါသာသမီတွေရဲ့ကံတရားကအသစ်စတင်ခြင်းဆိုရယ်ကံသာတာမျိုးပါအဲ့တော့ဒီကာလတွေမှာအင်္ဂါသာသမီတွေအတွက်အလုံးတစ်တွေပေါ်ပေါက်တတ်တယ် လုပ်ငန်းအစ်တွေစတင်ရတဲ့အလုပ်တစ်နေရာအစ်စ်မှာတွားရောက်ပြီးတော့တာဝန်ထမ်းဆောင်ရတတ်တယ်။အကြံကောင်းညံကောင်းတွေအကြံစီအစ်စ်တွေရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။အလုပ်ကိုင်နေရာထိုင်ခင်းတွေအစ်စ်အစ်စ်တွေပေါ့နော်ပေါ်ပေါက်တတ်တယ်။နောက်တချို့ကိုယ်နဲ့လုံးဝအကျိုးမပေးတဲ့အလုပ်ဟောင်းတွေဆိုရင်လုံးဝအော်တိုမက်တစ်ပေါ့အလိုအလျောက်ရပ်ဆိုင်းသွားတာမျိုးတွေလည်းကြုံရတတ်ပါတယ်။အလုပ်ဟောင်းတွေပေါ့။နောက် အခြေအနေဟောင်းနေပေါ့နောက်အတွေးကောအဟောင်းနေပေါ့ကိုယ်နဲ့အကျိုးမပေးဘူးတဲ့အလုပ်တွေအကင်တွေအကြံစီတွေစိတ်ကူးတွေရည်ရွယ်ချက်တွေအဲ့ဒါတွေအကုန်လုံးကသူ့အလိုလျောက်ရပ်သွားမဲ့အချိန်ကာလမျိုးဖြစ်ပါတယ်နောက်တော့အင်္ဂါသားသမီးတွေကအလုပ်ဟောင်းနေအလုပ်တင်နေနှစ်ခုထဲမှာဘယ်ဟာဦးစားပေးရမလဲဆိုရင်အလုပ်တစ်ကိုပို၍ဦးစားပေးတင်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်အလုတ်တက်ကတော့အင်မတန်မှအကျိုးပေးတာပေါ့နော်အင်မတန်မှအကန့်လာတာကောင်းတယ်အဲတော့အလုတ်တက် ကောင်းတယ်လုပ်ငန်းသစ်ကောင်းတယ်အခြေအနေသစ်တွေကောင်းတယ်စိတ်ကူးသစ်တွေကောင်းတယ်နောက်တစ်ခုကစေဝါးရေးကံတာတွေအလောက်ကံကြံစီနဲ့ပတ်သက်ရင်လုပ်ရင်ကောင်းမလားမကောင်းလားလုပ်တင်လားမလုပ်တင်လားအဲ့လိုမျိုးတွေးဟဖြစ်နေတဲ့ကိစ္စတွေတွေးဝင်နေတဲ့ကိစ္စတွေရှိတဲ့ဆိုရင်အသစ်ဆိုရင်လုပ်တင်ပါတယ်အဟောင်းဆိုရင်တော့တည်တည်ကြကြစဉ်းစားတင်တယ်ပေါ့နော်အဲ့ဒါအလောက်ကံနဲ့ပတ်သက်တာပါနံပါတ်1ကဆွေမျိုးသားချင်းတွေနဲ့ ပတ်သက်တဲ့ကံကြမ္မာနမိတ်မှာကြတော့ဝင်တော့ဝင်ဖို့ဆိုတဲ့နမိတ်ကြတယ်အဲ့တော့အင်္ဂါသားသမီးတွေဟာဆွေမျိုးသားချင်းတွေကိုအကြောင်းပြုပြီးတော့စိတ်မောလူမောဖြစ်ရတတ်တယ်စိတ်ညစ်ရတတ်တယ်ဆွေမျိုးသားချင်းတွေရဲ့တာဝန်တွေဝိတ္တရားတွေကိုလိုက်ပါပြီးတော့ထမ်းရွက်နေရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်ဆွေမျိုးသားချင်းနဲ့ပတ်သက်ရင်ကံသာတာတော့နည်းနည်းလေးခက်ခဲတတ်တာပေါ့နော်စိတ်မောလူမောဖြစ်ရတယ်စိတ်ပင်ပန်းလူပင်ပန်းဖြစ်ရတတ်တယ်ဆိုမျိုးသားချင်းတွေတွေငွေကုန်ကြီးကြများတတ်တယ် ဆွေမျိုးသားချင်းတွေကိုကိုယ်တိုင်းစေုံစေကန်းနေလိုက်ပါပြီးတော့ပို့ဆောင်ပေးရတတ်တယ်။နောက်လူမှုရေးပေါ့လူမှုရေးနဲ့ပတ်သက်တဲ့ကံတော်တာမှာကျတော့ The Star တဲ့ The Star ဆိုတာဒူဝင်ကျဲတဲ့နမိတ်ကြတယ်ဒူဝင်ကျဲနမိတ်ကကျတော့အင်တာမကောင်းတာပေါ့သူ့နမိတ်ကကျတော့ထွန်းလင်းတဲ့နမိတ်ဖြစ်တယ်တောက်ပတဲ့နမိတ်ဖြစ်တယ်အစဉ်ပြေတဲ့နမိတ်ဖြစ်တယ်အဲ့တော့လူမှုရေးကံတော်တာကတော့တော်တော်လေးကောင်းတယ်လူချစ်လူကင်များခြင်းတို့ပေါင်းသင်းဆက်ဆံရေးအစဉ်ပြေခြင်း လူအများကြီးချစ်ခင်မှုလေးစားမှုတန်ဖိုးထားမှုတွေကိုရတယ်။နောက်နာမည်ကုန်သတင်းတွေကြော်ကြားတယ်အဖက်ဘက်ကနေအဆင်ပြေတယ်။နောက်တစ်ခုစီးပွားရေးပေါ့နော်ကျွန်တော်တို့အင်္ဂါသားသမီးတွေရဲ့စီးပွားရေးနဲ့ပတ်သက်တဲ့ကံကြမ္မာ။တွားကြတော့တရားနာမည်တဲမှာကျတော့ခွဲဖလားတွေကနေပြီးတော့ရေတွေဖြာကြတဲ့နာမည်ပါ။ဒီနာမည်ကလည်းအင်္ဂါသားမကောင်းသောနာမည်ဖြစ်တယ်။ဒီကတော့နှလုံးစိမ်ပိုင်းအေးချမ်းရတာပေါ့နော်ငွေကြေးကိုအကြောင်းပြုပြီးတော့စိတ်ချမ်းသာမယ်စိတ်ပျော်ရွှင်ရမယ်ငွေကြေးကံစားတာတွေတော်တော်လေးကောင်းတယ် ။နောက်ငွေချင်းနဲ့ပတ်သက်ပြီးတော့အင်္ဂါသားသမီးတွေရဲ့ကံမှာတော့ရဝေးရနေပြီးတော့ဆက်တွယ်ပြီးတော့အကူအညီတွေပေးနိုင်တဲ့ပေးတတ်တဲ့အခြေအနေမျိုးတွေလည်းဖြစ်တတ်တယ်။အဲတော့အကန်တရားအရဆိုရင်တော်တော်လေးကောင်းတယ်လို့ပြောရမှာဖြစ်ပါတယ်။ငွေချင်းကံသာတာကတော့တော်တော်ကြီးကောင်းတယ်ဗျ။နော်။နောက်ကဘာသာရေးအဋိဌံတွေကိုအကြောင်းပြုပြီးတော့ငွေကန်ကြေးကန်တွေလည်းကောင်းသွားတဲ့ပါ။နောက်ကျမ်းမာရေးကျမ်းမာရေးနဲ့ပတ်သက်တော့နည်းလေးခက်ခဲတတ်တယ် ဒီကတော့ယာတိတုတ်ကွေးတွေပါနေနည်းသတိထားအောင်ပါနော်အင်္ဂါသားသမီးတွေကယာဂတိတုတ်ကွေးလေးတွေဖြစ်တတ်တယ်။နောက်မမျော်လင့်မဲ့နဲ့ယုတ်တိရကြီးကောက်ကန်ကန်နဲ့အဲဘိုင်းရအကူခံရမျိုးလေးတွေဖြစ်တတ်တယ်။အဲဒီကျမ်းမာရေးလေးတွေကတော့နည်းနည်းသတိထားဖို့လိုရတယ်။ခရီးဆိုင်ဖို့လိုအပ်ပါတယ်။နောက်ပညာရေးနဲ့ပတ်သက်တဲ့ကံသာတာသင်တန်းကိစ္စတွေစာမွက်ဖြည့်ဆည်းခြင်းနဲ့ပတ်သက်တဲ့ကံသာတာတွေကတော့ထူးထူးခြားခြားအကျိုးပေးပြီးတော့ကံကောင်းပြီးတော့အောင်မြင်မဲ့ကံသာတာမျိုးရှိပါတယ်။ အဲ့တော့လူငယ်တင်းနန်းစာမွဲစတဲ့ကိစ္စတွေမှာကျိုးသားအထုတ်နေတဲ့ငင်္ဂလာသမီးတွေအတွက်ဆိုရင် အောင်မြင်ခြင်းသတင်းစကားကိုကြားရမှာပေါ့နော်။နောက်ချင်းတော့နေပတ်သက်တဲ့ကန္တာရာကတော့ Win of Fortune ဆိုတာကံကြမ္မာရဲ့ကောင်းသောအပြောင်းအလဲတွေဖြစ်တာပေါ့။သူကနမိတ်ကအသေးပြကြတော့စိုးရနေပြန်ကောင်းတာပေါ့။အစင်မပြေရာကနေအစင်ပြေတာ။ကံနေရာနေကံကောင်းတာပေါ့။ ပူပန်သောကနေပြီးတော့အေးချမ်းခြင်းတွေကိုပြောင်းလဲတာပေါ့အခြေအနေနဲ့ပတ်သက်ရင်ကောင်းတဲ့ဘက်ကိုပြောင်းလဲသွားမယ်ကံစားတာမျိုးရှိပါတယ်အဖက်ဘက်ကနေအစဉ်ပြေခြင်းကံကောင်းခြင်းစိတ်ချမ်းသာပျော်ရွှင်ရခြင်းတွေကြုံမယ်တဲ့နော်တော့အားလုံးခြုံငုံသုံးသပ်ရင်တော့ကံစားတာကတော့အကောင်းများပါတယ်အဲ့တော့ကျွန်တော်တို့အင်္ဂါသားသမီးတွေတော့အကျိုးပေးတဲ့ကံကောင်းတဲ့အရာလေးတွေကတော့အပြာရောင်နဲ့ညီညူရောင်နဲ့ကောင်းပါတယ်နော်အပြာလေးတွေညီညူရောင်လေးတွေဝတ်ပါဆောင်ပါ နောက်တစ်ခုကကျွန်တော်တို့အင်္ဂါသားသမီးတွေအတွက်အကျိုးပေးကံကောင်းစေတဲ့ကနန်းကြတော့6နဲ့3နဲ့ဖြစ်ပါတယ်တစ္ဆာဗံကိုကဲ့ကိုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုကတ်လူပူဇော်ပြီးတော့ဆုတောင်းမှာအញ្ញံခိုက်တွေပြပြောက်ပြီးတော့ကောင်းကျိုးလိုရာဆန္ဒတွေရရှိသေးမှာဖြစ်ပါတယ်ဒါအင်္ဂါသားသမီးတွေအတွက်ကျွန်တော်တို့ဒီတော့မင်္ဂလာခြံကနေဒုက္ခကျေပွင့်တဲတော့တန်ကြမာနမိတ်ဖြတ်ပြီးတာဖြစ်ပါတယ်เนาะ အဲ့တော့ကျွန်တော်တို့တို့ကပြောခဲ့သလိုပဲ online ကနေပြီးတော့ very amazing တယ်ဆိုရင်39992029692395လို့ခုနဲ့အဲ့ဒီနံပါတ်ကနေပြီးတော့ဆက်သွယ်နိုင်ပါတယ်နောက်တစ်ခုကကျွန်တော်တို့ကိုယ်တိုင်ဗီရင်သင်နေဆိုရင်လည်း ရူရမင်္ဂလာအချမ်းမှာအခမဲ့ဖွင့်လှစ်ပေးတယ်တရနေ့သင်တန်းနေမှာ လာပြီးတော့တက်နိုင်ပါတယ်အခုလောလောဆယ်တော့ Viber နေပြီးတော့ဆက်သွယ်ပြီးတော့သင်တန်းအပ်ထားလို့ရပါတယ်နော်နောက်တစ်ခုကဒေရီမေးချင်းတို့အဆောင်ရရပစ္စည်းလေးတွေမှာယူခြင်းတွေအားလုံးကို Viber နေပြီးတော့ဆောင်ရွက်နိုင်ပါတယ်အယူရမင်္ဂလာအချမ်းမှာတော့နေ့စဉ်နဲ့မျှရောက်ရှိလာကြတဲ့လူပေါင်းများစွာကိုအခမဲ့ရရတွေခြေပေးနေတဲ့ရရအောင်မြေပဲဖြစ်ပါတယ် တော့မြေသူမျိုးလွတ်လွတ်လပ်လပ်လာနိုင်ပါတယ်ဗုဒ္ဓဦးနေတော့ပြိပါတယ်เนาะအင်္ဂါသာသမီးတို့ရဲ့မိတ်ဆွေပေါင်းကိုကျမ်းမာစိတ်ကျမ်းသာလူရဆန္ဒပြေပါစေလို့ဘယူတော်မင်္ဂလာခြံကနေလှိုက်လိုက်လဲလဲဆုတောင်းမြတ်တာများပို့သလိုက်ပါတယ်အဲ့တော့ဗုဒ္ဓဘာသာသမီးတွေတွေကြတဲ့တေရနမိကဆိုရင်တော့ဓာနမိပေါ့နော်ဓာနမိဓာနမိကကြတော့သူကဒီနမိတဲ့မှာဓာလေးလက်နမိပေါ့ဓာလေးလက်နမိကကြတော့ရံပွဲ ရံပွဲနမိတ်ဖြစ်ပါတယ်အဲ့တော့ဗုဒ္ဓသာသမီတွေဟာမမျှော်လင့်မဲ့နဲ့အတိုက်ခံလေးတွေကြုံတတ်တယ်အနှောက်အယှက်လေးတွေကြုံတတ်တယ်ယံလေးတွေဖြစ်တတ်တာပါနော်အဲ့တော့အလုံးလုံးတဲ့နေရာမှာလည်းပဲအလုံးတဲ့အလျောက်စီးပွားရေးလုပ်ရတဲ့အခါမှာလည်းစီးပွားရေးအလျောက်မမျှော်လင့်မဲ့နဲ့အဖို့ထစ်ကလေးတွေအခက်ကလေးတွေပြဿနာလေးတွေကြုံရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်အယောင်းဝယ်လုံရင်းတဲ့စကားများရတတ်တာတို့နောက်ငွေပေးငွေယူလုံရင်းတဲ့တယောက်နဲ့တယောက် အာခြေနေတင်းမာမှုလေးတွေကြုံရတာမျိုးလေးတွေဖြစ်တတ်တယ်။နောက်အလုပ်ထဲမှာဆိုရင်လည်းအလုပ်ထဲမှာစိတ်မောလူမော ဖြစ်ရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။အဲ့တော့ဒီချိန်မှာတော့ကိုယ်မတိမဲ့ဉင်လောက်ခံရတတ်တဲ့အချိန်ကာလပါ။အလုပ်မှာပေါ့နော်။အဓိကတော့စီးပွားရေးအလုပ်စီဝိုင်းနဲ့ပတ်သက်တဲ့အလုံးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာမထီမဲ့မြင်အလုံးခံတတ်တဲ့အချိန်ကာလဖြစ်ပါတယ်။အဲ့ဒါလေးတော့နည်းနည်းသတိထားဖို့လိုအပ်တာပေါ့နော်။ နမနိကကြတော့ကျွန်တော်တို့ဆွေမျိုးသားချင်းနဲ့ပတ်သက်တာပေါ့ဆွေမျိုးသားချင်းနဲ့ပတ်သက်တဲ့ကံကြမ္မာမှာကြတော့တေရောကကကြတော့အေဂရီဆိုတဲ့နမိတ်ကြတယ်အေဂရီကကကြတော့ကောင်းတာပါအဓိကဩဇာအာဏာကိုညွန်ပြတာအဲဆွေမျိုးသားချင်းတွေကိုကိုကစကားပြောဆိုရတဲ့ကိစ္စတွေအောင်မြင်နိုင်တယ်ဆွေမျိုးသားချင်းတွေနဲ့ကိုနဲ့စကားပြောဆိုခြင်းကိစ္စတွေ အကူအညီပေးတဲ့ကိစ္စတွေစက်လူဆရာလုပ်ငန်းတွေအဖက်ဖက်ကနေပြီးတော့အစဉ်ပြေခြင်းကံကောင်းခြင်းစိတ်ချမ်းသာပျော်ရွှင်ခြင်းတွေကြုံမယ်တဲ့ဆွေမျိုးသားချင်းနဲ့ပတ်သက်တော့ကောင်းပါလူမျိုးရဲ့နဲ့ပတ်သက်တဲ့ကံသာတာတဲ့တော်တော်ခွဲပလားနဲ့လေးလုံးပေါ့လေးလုံးကတော့ကောင်းသောနမိတ်ပါပဲအဲ့တော့လူမျိုးရဲ့အကြောင်းပြုပြီးတော့စိတ်ချမ်းသာမယ်လူချစ်လူကင်များမယ်ပေါင်းစင်းဆက်ဆံရေးတွေအစဉ်ပြေမယ် ဒီကလာမှာနည်းနည်းသတိထားစရာတော့အဲဒီလူတွေကိုနည်းနည်းစိတ်ကုံနေတာမျိုးတွေဗုဒ္ဓဘုရားသမီးတွေမှာဖြစ်တတ်တယ်လူတွေကိုစိတ်ကုံတဲ့အခါကျတော့လူတွေနဲ့မတွေ့ကျင်ဘူးမဆက်ဆံကျင်ဘူးပေါင်းသင်းဆက်ဆံရေးတွေမလုပ်ကျင်ဘူးသူတို့ကခွင့်ရခွင့်လမ်းတွေဘလောက်ပဲရနေပါစေတဲ့လူမှုရေးကဏ္ဍတွေမှာစိတ်မောလူမောအဲ့လိုမျိုးလေးတွေဖြစ်နေတာမျိုးလေးတွေကြုံရတာပေါ့နော်အဲ့တော့လူမှုရေးကဏ္ဍတွေမှာတော့ ။အဲဒါစိတ်ပဝင်စားမှုလေးတွေပြန်ရှိပါအကျိုးပေးပါလိမ့်မယ်လို့ပြောရမှာပေါ့။နောက်ငွေကြေးနဲ့ပတ်သက်တဲ့ကံတရာကတော့ဒုတ်သုံးချောင်းနှမိတ်ကြတယ်။ဒုတ်သုံးချောင်းနှမိတ်ကကြတော့အင်မတန်မှကောင်းပါ။ငွေကြေးကိုအကြောင်းပြုပြီးတော့အစဉ်ပြေမယ်၊စိတ်ချမ်းသာမယ်၊စိတ်ပျော်ရွှင်ရမယ်၊ကံကောင်းမယ်။ငွေကြေးနဲ့ပတ်သက်ပြီးတော့အကျိုးစီးပွားတွေဖြစ်ထွန်းတတ်တယ်။ကိုယ်လုံခြုံဆောင်ရွက်နေတဲ့အယောင်ဝယ်ကြောင်းပဲဖြစ်ဖြစ်ပွဲစားလုပ်ငန်းစသည်ဖြင့်အဲ့ဒီကိစ္စနဲ့ပတ်သက်တော်တော်လေးကောင်းတယ်လို့ပြောမှဖြစ်ပါတယ်။အဲတော့ငွေကြေးနဲ့ပတ်သက်ရင် ဘုရောဟူသားသမီးတွေအတွက်တော်တော်လေးကောင်းပါတယ်။နောက်ကျမ်းမာရေးကျမ်းမာရေးလည်းကောင်းပါတယ်မဆိုးပါဘူးเนาะဘုရောဟူသားသမီးတွေအတွက်ကျမ်းမာရေးနဲ့ပတ်သက်တဲ့ကံတာတော့ကောင်းတယ်။နောက်တစ်ခုကဗာလဲဆိုတော့အလုတ်အင်ပရန်လုတ်တော့ကြောင်းနဲ့ကျမ်းမာရေးမှာပန်းတော်ယောဂါဖြစ်တတ်တယ်တဲ့။အလုတ်ပင်ပန်းတာပေါ့နော်။အဲအားစီလေးပါလေးတွင်းပေါ့တက်တောင်တတလေးလှုပ်ပါအနားယူပါ။နောက်ပြင်သာရေးနဲ့ပတ်သက်တဲ့ကံတာရာမှာကြတော့တော့တဲ့ကဘာလောကနမိတ်ကြတယ်ကဘာလောကဆိုတာအင်မတန်မှကောင်းပါတယ် တင်သာရေးကံတာဓာတွေကောင်းတယ်သင်တန်းနဲ့ပတ်သက်တဲ့ကံတာဓာတွေကောင်းတယ်စောင်းဝက်ဖြည့်ဆူခြင်းနဲ့ပတ်သက်ပြီးတော့အောင်မြင်မယ်ဘာသာရေးအဋ္ဌဌံတွေဝင်ပြစ်မယ်ဖရာတရားလုပ်တွေပို့ပြီးတော့လုပ်ဖြစ်မယ်အခြေရဲ့အိမ်တော်ရေးနဲ့ပတ်သက်ရင်သူကကြားတဲ့နမိတ်ကကြတော့နှလုံးသားမှာဓာတ်သုံးလက်စိုက်တဲ့နမိတ်ကြတာပေါ့ဒီနမိတ်ကကြတော့နည်းနည်းလေးကောင်းပါဦးမကောင်းဆိုတာတခြားလူကြောင့်မကောင်းတာမဟုတ်ပါဘူးကိုယ်ကြောင့်မကောင်းတာပါကိုယ်မှာသုံးမွင့်တိုင်းဇလန်းနေဖြစ်တတ်တာပေါ့နော် သုံးမနိုင်ဇလန်းနေဖြစ်တတ်တယ်လှေနံနှစ်ဖက်နင်းတဲ့အဖြစ်ပြက်တွေကြုံရတတ်တယ်ဒါကြောင့်အခြေအနေနဲ့ပတ်သက်ရင်ကန်နနေစိတ်ညစ်ရတတ်အဲ့ဒီပြဿနာလေးပဲရှင်းနေရတာမျိုးတွေကြုံရတတ်ပါတယ်နည်းနည်းသတိထားပါအဲ့တော့ဒီကလာမှာကျွန်တော်တို့ဘောရူသားသမီးတွေတို့စီပွားရေးအလုပ်အကိုင်အကြံတွေလုပ်ရင် ကောင်းမလားမကောင်းမလားလုပ်တင်လားမလုပ်တင်ဘူးလားဆိုရင်လုပ်ရင်ကောင်းပါတယ်လုပ်လဲလုပ်တင်ပါတယ်မမျှော်လင့်မဲ့နဲ့အဖြစ်ပေါ်တတ်တာလေးကိုတော့နည်းနည်းသတိထားဖို့လိုအပ်ပါတယ် အဲ့တော့အဲ့တော့ကျွန်တော်တို့ဘောရိုသားသမီးတွေအတွက်အကျိုးပေးတယ်ကံကောင်းစေတဲ့အရာဆိုရင်အဝါရောင်နဲ့အဖြူရောင်နဲ့ကောင်းပါလေနော်အကျိုးပေးတယ်ကနန်းပေါ့အဲ့ဒါတော့ငါးကနန်းနှစ်ကနန်းဖြစ်ပါတယ်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုမုတ်ဟင်းခါမုတ်ဟင်းငါးဆိုတော့ငါးစာနှစ်အဆုံးပေါ့နော်မုတ်ဟင်းခါကတ်လို့ပူတော်ပြီးတော့ဆုတောင်းပါအညာခိုက်ပြီးပြပြပြီးတော့ ောင်းကျိုးလိုရာဆန္ဒရရှိစေမှာဖြစ်ပါတယ်။ဒါဗုဒ္ဓဥဒ္ဒသမီးတွေတွေကျွန်တော်တို့ဟောသရန်ဟောပီခြင်းဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေတွေအယူတော်မင်္ဂလာချမ်းကိုဗုဒ္ဓုံးနဲ့လွဲပြီးတော့မြည်သူမဆိုလွတ်လွတ်လပ်လပ်နဲ့လာပြီးတော့ယရိယာတွေပြုလုပ်နိုင်ပါတယ်။ယရိယာကြီးပါးကြီးညာကြီးတပြားချမ်းမမျိုးပါဘူး။မေတ္တာတက်တဲ့စေရနာတက်တဲ့နဲ့အခမဲ့ယရိယာဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်နော်။ နောက်တစ်ခုကကျွန်တော်တို့အကြောင်းမျိုးမျိုးနဲ့ကျွန်တော်တို့ယူရမင်္ဂလာချံမလာနိုင်တဲ့သူတွေမလာရောက်နိုင်တဲ့သူတွေကတော့အာ39692နဲ့35လုံး9နဲ့နောက်39992009အဲ့ဒီဖုန်းနံပါတ်ရဲ့ Viber နေရာနေပြီးတော့ဆက်သွယ်နိုင်ပါတယ်။ဘဝဆရာကြီးမင်းငကရဲ့အဆောင်ရရာပစ္စည်းလေးတွေအလို့ရှိတဲ့ဆိုရင်လည်းဆက်သွယ်ပြီးတော့မှာယူနိုင်ပါတယ်။ ။နောက်ကိုယ်တိုင်ဘေးရင်သင်ခြင်းနဲ့လောကီပညာအတတ်ပညာတွေသင်ယူခြင်းနဲ့ဘေးရင်သင်တန်းတွေတက်ခြင်းနဲ့ဆိုရင်လေအခြေခံဆင့်သင်တန်းတွေကိုလာစဉ်တရက်နေ့เนาะတရက်နေ့ရနေပြီးတော့၈ရက်နေ့အထိသင်တန်းတွေမှာလာပြီးတော့တက်ရောက်နိုင်ပါတယ်သင်တန်းကြီးဗာဇိနာကြီးပြည့်ရမလို့ပါဘူး။ကျွန်တော်တို့ယူရောမင်္ဂလာချန်ကတာဝန်ယူမှာပါเนาะစရိတ်ငိမ့်ပါစားဖို့လည်းမပူအောင်တောက်ဖို့လည်းမပူအောင်เนาะတင်တန်းနေတင်တန်းနေလာတက်လို့ရပါတယ် ဒီပညာတွေကိုတသိမိတသိင်ကောင်းကောင်းမွန်မွန်တက်မြောက်သွားတဲ့ဒီကျွန်တော်တို့ဆက်လက်ပြီးတော့ပညာဒါနသင်တန်းတွေဇက်တိုက်ဖွင့်ပေးသွားမှာဖြစ်ပါတယ်။ကျွန်တော်ရဲ့မိစေဘုရောသာသမီးအပေါင်းလည်းကိုကြမ်းမှာစိတ်ချမ်းသာ လူရဆန္ဒပြပါစေအစာအိမ်သာပေါ်ကျွယ်ဝပါစေလို့ဆုတောင်းမေတ္တာများလှိုက်လိုက်လဲလဲပို့သလိုက်ပါတယ်။